အခုလက်ရှိဒီလေးတို့ကနိုင်ငံနဲ့လူလူအတွက်အလုပ်လုပ်ရဲ့ဘောနော်သူတို့ကတပ်မတော်သားတွေရဲတပ်ဖွဲ့ဝင်တွေပြည်သူစစ်တွေဆိုတာဝေးစားတာမရှိဘူးတိုင်းပြည်ချစ်တဲ့လူတိုင်းပြည်အတွက်လုပ်တဲ့လူတိုင်းကဘရားဝင်အဲအဲဒီပေါ်မှာပြင်ပန်းခြင်းတွေဆင်းရဲခြင်းတွေဒုက္ခတွေအခက်အခဲတွေဆိုတာတိုင်းမှာရှိအဲအခက်အခဲတွေကိုမကြောက်မရွံ့နဲ့တိုင်းပြည်ရဲ့နိုင်ငံအတွက်အခြားဘက်လက်နက်ကိုင်ပေါင်းစပ်မှုတွေဟိုလေဒီ PDF တွေကိုကျွမ်းလန်တော်လန်ဖို့အတွက်ဒီလိုဒီလိုဆောင်ဝင်ထားတာကိုအကူအအောင်လုပ်တယ် ဲ့တော့အခုမေးနေတာတခုရှိတယ်ဒီဝိစုံကိုဘာလို့ဝယ်ထားလဲဒီဝိစုံကိုဘာလို့ဝယ်ထားလဲဒါရီပြောချက်ဒီဝိစုံကိုဘာလို့ဝယ်ထားလဲဒါရီပြောချက်ဟုတ်ပြီဒီဝိစုံကိုပြီးရင်ကိုကျိုးစီဝါရှာဖို့ဆိုတာမင်းတို့စိတ်ထဲမှာရှိလားရှိတော့ဘူးโอเคအဲ့တော့ဒီဝိစုံဝတ်တဲ့လူတိုင်းကအနေစုံတယ်ဒါပေမဲ့ရွှေထုတ်တဲ့များပါပါဖြစ်တယ်ကိုကြရနေရမှာနိုင်ငံနဲ့တိုင်းပြည်နဲ့လူမျိုးအတွက်ဒီလိုလိုအသက်တွေချွေးတွေတွေးတွေပေးဆက်နေရတာကိုဒီလိုလိုရဲ့ဒီ လေဘက်တလုံးသားထဲမှာမင်းတို့ကမြန်မာနိုင်ငံအရာထက်ထားတယ်ကွာအခုဆိုဒီမှာလက်မောင်းမှာလက်မောင်းပေါ့လက်ထံမှာပေါ့ကွာအဲ့ဒါကိုမင်းတို့ဂုဏ်ယူသိခြင်းနဲ့ကိုလုပ်တဲ့အလုပ်ပေါ်မှာလည်းကိုဒီတိုင်းပြည်နဲ့နိုင်ငံနဲ့လူမျိုးအတွက်လုံးလုံးတယ်ဆိုတာကိုပဲထားသိခြင်းဒီဝိဇုံဝိဇုံဒီဝိဇုံတွေကိုပြီးတော့ဘိုးရိုးစီဝါရှာဖို့လားဟုတ်ပါဘူးဒီဝိဇုံတွေမှာတော့ဝင်လေဒါကြီးရဲ့ဝိဇုံပါလေဟုတ်ပြီအဲ့လိုလိုပဲဖြစ်စီချင်တာပါနော်အကောင်ကြီးသိလို့လည်းဟိုပြင်မဒီမှာလည်းဆိုးတယ်ဒါမှလည်းပဲကြာရင်လေတို့အကိုတို့ဘောနောနိုင်ငံရဲ့တော်တော်လေးကိုဟိုအသိမအဖြစ်နေတယ်ဒီလိုကပေါင်းရမှာဒီလိုတော့ကဘလို့ပုံအမျိုးနဲ့ဖြစ်ဖြစ် ခါလိုက်လို့မယ်အခုအခုတော့အခုတော့တက်အောင်ပြန်ပါမယ်။မြင်ဒီလိုလားဒီဝိစုံလို့ပြီးတော့မြင်တယ်။တော်လိုက်ဦးလေးဆက်ဆောင်ဟုတ်လား။ဟုတ်ပါအဲ့တော့ဒီမှာမကွေးကနေတို့ကျော်တို့အခုတော့ဒါပြန်လာပြီးတော့ဒီလိုတယောက်ကတောင်းနေပါနော်။ဒါကြောင့်ပြန်လာတဲ့ဆရာလေးကိုဟိုအချက်နေတယ်။

မိမနိုင်ငံကိုချက်ပါခုနိုင်ငံရဲ့ခုလူမျိုးကိုတန်ဖိုးထားပါတော့အခုတို့ပြောတဲ့နေရာကမကြည့်ရခင်ချင်းကမှာပေါ်တာခံရှာတယ်ဟုတ်နော်ဒီနေရာလည်းအားလုံးအတူတူပဲအခုပြောချင်တာကလေနိုင်ငံရဲ့လူမျိုးပြောတဲ့လုပ်တဲ့လူမှန်တယ်များတရားဝင်ဂုံရှိတယ်ပြည့်ပါလားယောက်ျားတွေပဲသိမှာပါတော့ဒါပေမဲ့မင်းတို့ကအခုအပြစ်နေမှာပါအခုလည်းမင်းတို့လည်းအတူတူပဲအခုတို့လည်း level 3လုပ်နေဟိုတချို့တချို့လုပ်နေလို့ရင်အဲ့လို နော်ဟိုနိုင်ငံတော်ကပြည့်စက်သွားတယ်ရတားဘွားကြီးတွေပဲအဲ့လိုသူဟာတိုက်ရတယ်ကွာသူဟုတ်ဒီစီဒီယန်အဲ့မှာမလုံလို့ဆရာဆရာမတွေအဲ့ဒီဟိုနော်ဒီကျောင်းကျောင်းသားတွေဟိုနော်ဒါနိုင်ငံနဲ့တိုင်းပြည်နဲ့လူမျိုးဖြစ်စီတဲ့လူတွေတို့ရဲ့ဒီနော်အဲပြည့်စက်သွားတယ်တပေါင်းများတော့အနေနဲ့အဲ့ဒီတပေါင်းများစွာရဲ့အတွက်ဒီလေးတို့ကနောင်လာမယ့်အနာဂတ်မှာအိုင်းပြည်နဲ့နိုင်ငံလူမျိုးပေါ်မှာစစ်မှန်တဲ့ဟိုနော်စိတ်ပြေစရာနဲ့ရဲရဲနဲ့လုံးလုံးချက်တွေရဲရဲကာကွယ်နိုင်မလို့ပြေလို့နော်အဲ့တော့အလိုနေနေတကယ်တရားမစင်တာလေဒီလိုပဲအောက်မှာ ဟုတ်လားရက်ကဆို950ပဲဘယ်လိုလုပ်စားရလဲဟုတ်တယ်950ဘယ်လိုမှစားရမှာအဲ့ဒါစားရတော့ဘူးကဒီနေရာနေလို့လို့ရရင်ပြောမယ်လို့လို့မရရင်ဒီကောပေါ်နေတာလေဒီမှာတော့တော်တယ်မှာပြောနိုင်တယ်မျိုးတော့ဘူးကပြောနိုင်တယ်အဲ့တော့တော့မလို့နိုင်ငံနိုင်ငံလူမျိုးကိုချစ်လို့ရှိရင်အထက်လူကြီးတွေကတော့တော့ကာကွယ်ဒီလိုမှုမအောင်လာရတယ်စားပြီးတော့အခုဒီပြည်သူစစ်တွေအထိဝန်ထမ်းတွေပေါ့နော်တကယ်နိုင်ငံတော်ပြည်သူတွေဝန်ထမ်းတွေပေါ့မှာတော့ကာကွယ်ဦးစီးချုပ်နေတယ်လေပြန်ကြည့်ပေးပါလို့ပေါ့နော်ဟိုတရားဝင်အတိအမှန်ပြုပေးပါလို့အဲ့လိုလိုပြောနေတာကွာဒါဆိုအဆိုပဲ950နဲ့စားလို့မရဘူးအဲ့ဒါကြီးကမင်းတို့က တိုင်းပြည်တွေကကြီးမားတဲ့ဘောနောအသက်သွေးချွေးတွေခန္ဓာကိုယ်တွေပိတ်ဆက်ပြီးတော့မှရင်းထားရတယ်ကိုယ်နိုင်ငံကိုယ်လိုမျိုးတော့ရင်းတာပါအခုဆွမ်းနာပြောတယ်လို့ကိုကျိုးစည်းပွားတွေမရှာဘူးဟုတ်လားနိုင်ငံကိုချစ်လို့တိုင်းပြည်ကိုချစ်လို့ဘယ်တော့မှမလုပ်ဘူးလို့ပြောအဲ့တော့မင်းတို့ကိုမြက်တယ်နော်ရဲတော်မင်းတို့ဒီလိုမြင်မလားဒါပဲကျွန်တော်ပါအခုလွေရလို့မင်းမင်းတို့မင်းတို့တယောက်ချင်းစီမတူဘူးအခုဆိုရင်နိုင်ပေါ်မှာအကုန်သိလားအခုတက်ချင်နေတာအများကြီးဒါနဲ့ဒီစီပဲဒါလေတက်ရဲတက်တက်တက်လို့တေးကောင်းမယ်ဆိုရင်လည်းကိုကမင်းတို့ပြောလို့လည်းမနိုင်ငံလည်းကိုလည်းမက်ကိုကိုပြီးသားလေးအမှန်ကြီးပေါ့ရှိရပါ့ ုးနိုင်တယ်လို့ပြောတာပဲပြောဟုတ်တယ်ဒီလေးတော့လည်းအနေနဲ့ဈေးတော်နဲ့ရှိတယ်ထပ်ထူထဏရှိတယ်เนาะအဲအဲ့တော့တိုင်းပြည်နိုင်ငံကိုလူမျိုးကာဝေးပါကိုလုပ်နေတဲ့အလုပ်ကိုစေတနာပါပါလုပ်ပါတာဝန်နဲ့ဝေဒီအားတက်မှာတော့ဘုရားတာဝန်ရင်ဘုတာဝန်ခံနေတာငါတိုင်းငါနိုင်ငံငါလူမျိုးကလုပ်တာဆိုရင်အဲ့ဒါအရာအားလုံးကဆောင်ပြီးသွားလိမ့်မယ်ဒီတိုင်းပြည်ဆိုဒီပါလဲအတော်ဆုံးပြန်လာကောင်းတဲ့ကကောင်းတယ်ကောင်းတယ်ကောင်းတဲ့ကံနဲ့ချက်သမားရောတာဆုံးပါပဲမင်းတို့ကတော့တိုင်းပြည်ကိုပြည့်စက်သွားခဲ့လို့မင်းတို့ကြာဆုံးသွားခဲ့ပြီဆိုရင်တော့မင်းတို့မပြတ်ဘူးเนาะအဲ့ဒါဘုံဘုံဝင်ကြောလာတယ်ပဲဒီလိုလို့เนาะဟုတ်ပြီဟုတ်ပြီ တောက်ကားတစ်ကားနွားကားဆောက်တရင်တော့ရတယ်။လာချို့အတိုင်းမဲ့တရင်မရဘူး။တီဘောနကလာ23အတိုင်းမဲ့တရင်မရဘူး။ဟမ်နောက်ချို့အတိုင်းမဲ့တရင်မရဘူး။ဟမ်ငါတော့မားနေလို့လား။အဲ့ဒါဆိုရင်အဲ့ဒီတရင်တွေရခဲ့တယ်ဆိုလို့ရှိရင်မင်းတို့အဲ့ဒီတရင်တွေတော့မင်းတို့ပေးလား။ဟမ်မင်းတို့ပေးလား။ပေးတော့ဘာမှမပေးဘူးလေ။အဲ့တော့မင်းတို့ကမင်းတို့ဘူဝါတော့အောက်တစ်ခုမှမင်းတို့ကြာချုံးနေရလေ။အခုအများလမ်းပေါ်ကို PDF တက်တာလေ။ 38ပိုင်းမှာအရင်ကောင်စတဲ့တော့ငါပါပြောခဲ့တယ်အခု38တက်ပိုင်းမှာဖြစ်တဲ့ဖြစ်တဲ့ငါပါပြောတယ်မင်းတို့ပါပြောရဲ့လေမင်းတို့စောက်တရင်ပါရှိလေကိုသက်တရင်ရေးမယ်အမ်လာလာဟမ်ဘာလဲမိုင်းဝေတရင်ရေးမယ်စောက်လူရောကထွက်မပြဘူးတရင်အဲ့ဒါမင်းတို့တရင်ပေါ့မပြစ်ခင်တရင်နဲ့မင်းတို့ပေးလာဟဲ့ဘယ်ဘွေးမှာလာကြည့်လာချမ်းမီနဲ့မြောက်ဘွေးမှာလာကြည့်လာဇော်ဘွေးတို့ကတက်မတော်မကြသုံးစေဖို့တက်မတော်သားတွေမကြသုံးစေဖို့ အခုစကိုင်းကလားမမမကတိုင်းဘူးဘုချုပ်ညုံမင်းကိုမေးလိုက်ကွာဟိုနေ့က PDF ထုတ်ဖို့တွေကိုဖုန်းကြီးပါပါတယ်ငါရုပ်ပြပြီးပြီ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့တက်မတော်သားတွေကိုမိန့်ခွန်းတော့ပြောတဲ့ဇော်ဘုံဟင်းကိုစစ်တပ်ထောက်ခံတဲ့ Telegram Channel တွေကိုဖမ်းဆီးခိုင်းနေလို့ဇော်ဘုံဟင်းပောက်ကွဲနေတဲ့ရုပ်တံနဲ့အတူရန်ကုန်ကီလန်းနဲ့ရန်ကုန်မန္တလေးလမ်းဟောင်းတွင် PDF တပ်များကယနေ့လုံခြုံရေးစစ်ဆေးမှုများဆောင်ရွက်ခဲ့တဲ့ထူးခြားသတင်းတွေနဲ့ပါတင်ဆက်ပေးခြင်းပါတယ် ပဲခူးတိုင်းရန်ကုန်မန္တလေးလမ်းဟောင်းတွင် PDF တပ်များကယနေ့လုံခြုံရေးစစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်ပိုင်းတိုင်းစစ်ဒေသစစ်စင်ရေးနယ်မြေနှင့်မှစစ်စင်ရေးမှုရဲဘော်တင်ဦးကရန်ကုန်ခေတ်တည်တင်းဌာနထံသို့ပြောဆိုသည်ယနေ့မလ28ရက်နေ့ပဲခူးတိုင်းရန်ကုန်မန္တလေးလမ်းပိုင်းတွင်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဗျူဟာ23မှတပ်ဖွဲ့ဝင်များကလုံခြုံရေးစစ်ဆေးမှုများကိုဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းလမ်းပိုင်းတွင်တိုက်ပွဲတချို့လည်းဖြစ်ပွားခဲ့ကြောင်းသိရှိရသည် ဒီနေ့လဲရန်ကုန်ပြည်လမ်းနဲ့ရန်ကုန်မန္တလေးအမြန်လမ်းဟောင်းပေါ်မှာ PDF တပ်ဖွဲ့တွေစစ်ဆေးမှုဆောင်ရွက်ခဲ့ကြပါတယ်။ရန်ကုန်မန္တလေးလမ်းမပေါ်မှာထိတွေ့မှုလည်းဖြစ်ခဲ့ပါတယ်။ဟူရဲဘော်တင်ဦးကပြောဆိုသည်ထို့ပြင်ရန်ကုန်မန္တလေးလမ်းပိုင်းအုပ်တွင်းမြို့နယ်ညောင်ချီတောင်မြောက်ဖက်အနီးဂုံမင်းတာကြီးရွာအနီးတွင်ယနေ့နနက်6နာရီချိန်စစ်ကောင်စီတပ်များနှင့် PDF တပ်များအကြားတိုက်ပွဲဖြစ်ပွားသဖြင့်လမ်းများပိတ်လိုက်ရကြောင်းသိရှိရသည်။တိုက်ပွဲကဒီမနက်6နာရီမှာဂုံမင်းတာကြီးရွာမှာဖြစ်တာ PDF တွေကစစ်ကောင်စီခန့်အပ်တဲ့ဂုံမင်းသာကြေးရွာဥက္ကဋ္ဌကိုဝင်ဖမ်းတဲ့လမ်းတွေခဏပိတ်လိုက်ရတယ်အခုရန်ကုန်မန္တလေးကားလမ်းဟောင်းပေးမှာရှိတဲ့ပကံချောင်းကြေးရွာကိုစစ်တပ်ကစစ်ကူအင်အားတွေဖြစ်တင်းနေတယ်စစ်ကြောင်းလဲထိုးနေတယ်ဟုဒေသပြည်သူတဦးကရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်မြင့်ဝေအိမ်လာနေတယ်ဂျက်ဖိုင်ယာနဲ့ကျဲတယ်တေးတယ်တခုပြောချင်တာကကျွန်တော်တို့အဲ့လောက်နဲ့တာယာနေလို့မရဘူးဗျကျွန်တော်တို့က မိမိမှာကိုဒေဇက်အခုဟိုတောင်းကန်းကဟိုခမဆက်ခွန်လို့905လို့ပေါ့နော်အဲ့လိုမျိုးပေါ့နော်ဟိုဟာဟိုရတဲ့နေရာမှာနော်အလုတ်တောက်ချောက်လုပ်နေရာမှာကျွန်တော်ပြောခဲ့တယ်လေကိုရရှိထားတဲ့နေရာကိုပေးဆက်ရပြီးပြန်တိုက်ရရင်ဘယ်လောက်ထိကြာလဲဆိုတာကိုကျွန်တော်တို့ပြောခဲ့ပြီးပြီကျွန်တော်တခုပြောမယ်မြန်မာနိုင်ငံမြန်မာတပ်မတော်နော်မြန်မာတပ်မတော်ကိုလေထောက်ခံပါတယ်မလုပ်နဲ့ မြန်မာနိုင်ငံရေတပ်ဖွဲ့ဝင်ကိုထောက်ခံပါတယ်လည်းမလုပ်နဲ့ပြည်သူစစ်ကိုထောက်ခံပါတယ်လည်းမလုပ်နဲ့ပြည်သူကိုထောက်ခံပါတယ်လည်းမလုပ်နဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာဖြစ်နေတာအမှန်တရားကိုထောက်ခံရမှာအမှန်တရားကိုထောက်ခံမှကျွန်တော်နိုင်ငံကအားလုံးပြုတ်ပြီးကြောင်းလဲလို့ရမှာအဲ့ဒီအမှန်တရားကိုအားလုံးကဝန်းရံပြီးတော့ကုညီစောင့်ရှောက်မှတိုင်းပြည်အားရေးချမ်းမှာကျွန်တော်တို့ကတော့တက်မတော်ကိုချစ်တယ်အဲပြောလိုက်မယ်ချစ်တယ်ချစ်တဲ့ပုံစံရှိရနော် ကျွန်တော်အချစ်ဆိုတဲ့စကားကိုမတုံ့လုံးချင်ဘူးနော်ကျွန်တော်တို့ကတက်မတော်ကိုချစ်တယ်တက်မတော်ကိုချစ်တယ်ဆိုပြီးတော့ကိုကျိုးစည်းဝါးချသွားပြီးတော့တက်မတော်ရဲ့ပုံရိပ်ကိုချဆင်းသွားအောင်လုပ်ရင်အဲ့ဒါတက်မတော်ကိုချစ်တာမဟုတ်ဘူးအကျွန်တော်နိုင်ငံတဲ့လူတို့ကိုချစ်ပါတယ်အကျော်ဒီပေါ်ရှိရပါဥပမာပေါ့ဗျာတချို့တော့ပေါ့အကျော်တက်မတော်ချစ်လို့တက်တော်တောင်းဝန်ထမ်းဆောင်နေရလေနိုင်ငံတဲ့လူမျိုးကိုချစ်လို့ကျွန်တော်ရှစ်သားလောက်နေရလေဆိုတဲ့ကောင်တွေက စီးပွားမရှာတော့ဘူးလားအာကျွန်တော်တို့မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်ကိုချစ်တာကျွန်တော်တို့ကပြည်သူကာဝေးကိုလှုပ်တာကျွန်တော်တို့ကရဲလှုပ်လာတာကပြည်သူနဲ့ဒီဘောတော့ဥပဒေတရားကိုကျွန်တော်တို့မမမမရက်တိနေပြီဘုရားကျွန်တော်တို့ကရဲလှုပ်လာတာအဲကျွန်တော်ရဲတပ်ဖွဲ့ဝင်ကိုချစ်တာโอเคချစ်လို့ရတယ်ကိုကျိုးစည်းပွားရှာလို့တော့မရဘူး နော်အဲ့တော့သူကဘာသွားဖြစ်လဲဆိုတော့တချို့သောလူတွေကကျွန်တော်တို့ကတက်မလို့ချစ်ပါတယ်။ဘာကြောင့်ချစ်တာလဲ။ကိုဂျိုးစီးပွားရှာဖို့တက်မလို့ချစ်တာ။ကျွန်တော်တို့ကရဲတွေကိုချစ်ပါတယ်။ဘာကြောင့်ချစ်တာလဲ။ကိုဂျိုးစီးပွားရှာဖို့ချစ်တာ။နောက်အဲ့တော့ကျွန်တော်အနေနဲ့ပြောချင်တာကကျွန်တော်နိုင်ငံကျွန်တော်ကတက်မလို့ချစ်တာမဟုတ်ဘူးရဲတပ်ဖွဲ့ဝင်ကိုချစ်တာမဟုတ်ဘူး။ ကျွန်တော်ကနိုင်ငံနဲ့လူမျိုးကိုချစ်တာနိုင်ငံနဲ့လူမျိုးကိုချစ်တာဖြစ်နေတဲ့အတွက်ကျွန်တော်ရဲ့ကျွန်တော်ရဲ့ချစ်ပုံကကျွန်တော်ရဲ့အသက်တွေကျွန်တော်ရဲ့ဘဝတွေကျွန်တော်ပေးဆက်ထားရဲ့နော်အဲ့တော့တချို့ကတမတော်ကိုချစ်ပါတယ်နိုင်ငံနဲ့လူမျိုးကိုချစ်ပါတယ်ဆိုရုံးမပြရဲတဲ့ကောင်တွေကကျွန်တော်ကိုတိုက်ခိုက်တယ်နော်လာပြီးတော့အမလေးလဘကတိုင်းမှုနဲ့ကိုတက်နေကိုလိုက်လွင်ပြီးတော့မှတောင်းမှန်ပါမတောင်းမှန်ရင်လောဘုံကြီးကိုဖမ်းတော့မယ်တဲ့ လာဖမ်းလိုက်နော်ပြောချင်တာအဲ့တော့လူတွေကတကယ်မှန်ဖို့လိုတယ်သစ္စာရှိဖို့လိုတယ်ကျွန်တော်ကကိုတိတ်ကိုလည်းကျွန်တော်မသိဘူးမိုင်းဝေကိုလည်းကျွန်တော်မသိဘူးသိလည်းမသိချင်ဘူးနော်ကျွန်တော်ဘုရားမှာကျွန်တော်နိုင်ငံရေးပြည်စင်မှာကျွန်တော်ဘတုမှာစပြီးတော့မတိုက်ခိုက်ရဘူးကျွန်တော်ကိုပဲတိုက်ခိုက်ကြတယ်ကျွန်တော်ပဲဇော်ပွဲ ။ဇော်ဘွေးကျွန်တော်အကိုတက်တို့လည်းမသိလည်းမသိမြင်လည်းမမြင်ဘူးမသိလည်းမသိချင်ဘူးဗျာ။နော်။ဒါပေမဲ့တို့ရေးလိုက်တဲ့စာကဇော်ဘုံလေးပူတက်ဘာဖြစ်လဲညာဖြစ်လဲအောက်တန်းသားစကားတွေဟမ်ဇော်ဘုံကြီးဘာလုပ်နေလဲဆိုတာကအကုန်လုံးလူတွေသိတယ်။ကျွန်တော်တောင်းမှန်တယ်ကျွန်တော်ပြောလိုက်တယ်ဟုတ်တယ်ကျွန်တော်တောင်းမှန်ပါမယ်အဲဒီကိုတက်ဆိုရဲ့ကောင်ကိုကျွန်တော်တို့ရုပ်ပြလိုက်ပါလို့ထိုင်ရှိကိုပြီးတောင်းမှန်ပါမယ်လို့ကျွန်တော်တို့ရုပ်ပြ ယုံပြလိုက်။ဟဲ့ကိုသက်ဆိုတာငါပဲကွာလို့ယုံပြလိုက်။အေးငါလည်းမင်းနဲ့တွေ့ကျင်တယ်လို့ငါမယုံ။ထိုင်ကြတော့ကျင်လို့လို့ကျွန်တော်အဲ့လိုမျိုးတောင်းမှန်တောင်းမှန်ကျွန်တော်လာတောင်းမှန်ခိုင်းနေတယ်။တောင်းမှန်ခိုင်းနေတယ်။အဲ့တော့မြမပြီးမှဘာဖြစ်သွားလဲဆိုတော့တက်မလို့အပေးနဲ့ဝင်းရနေထောက်ပြနေဆိုပြီးတော့မှတက်မလို့ရဲ့လူကြီးတွေလက်အောက်ကိုရောက်သွားရင်အမှန်တရားကိုမပြောရတော့ပျောက်ွယ်သွားတယ်။ကျွန်တော်တို့ကအမှန်ပြောတယ်။ဒါပေမဲ့အပြောလဲမှန်အောင်နေတယ်ကျွန်တော်တို့ကနော်အဲ့တော့ တမန်တော်ကိုချစ်တာလားတမန်တော်ကိုချစ်တာလားတိုင်းပြည်ကိုချစ်တာလားဒါမှမဟုတ်ရင်တမန်တော်ကဖွဲ့စည်းထားတဲ့တိုင်းမှုတွေကာသနာမှုတွေကိုချစ်တာလားမေးကြည့်ချင်လို့ပါကျွန်တော်ဇော်ဘုံကြီးမေးကြည့်ချင်လို့ပါဟမ်ခင်ဗျားတို့နိုင်ငံနဲ့လူမျိုးကိုချစ်တာလားတမန်တော်ကိုချစ်တာလားတို့ဒီမဟုတ်ရင်နိုင်ငံနဲ့လူမျိုးကိုဖယ်ထားပြီးတော့မှအစ်စီကျူးကြီးတခုမှနေရာရထားတဲ့လူကြီးတွေကိုချစ်တာလားလို့ကျွန်တော်မေးချင်တာ ဟမ်လူကြီးသားကိုတက်ကြတယ်အဲကိုကိုတက်ဆိုတဲ့ကောင်လူကြီးသားဆိုရင်စောက်ခွက်ထွက်ပြပြီးပြောနေငါကဘယ်ပုံချုပ်ကြီးရဲ့သားပါငါဘယ်ပုံချုပ်မှုရဲ့သားပါငါကတိုက်ပြီးတိုင်ခံတော့ဘာလို့ပါလဲပြောနေအဲလူကြီးသားတော့ကျွန်တော်ဘာလို့ပါလဲလီးလန့်ပြလိုက်ပါပေါ့အဲကောင်ကျွန်တော်ကအဲလူကြီးသားဘာလို့လို့လဲတိုင်းပြီးတော့ဘာလို့လဲကျွန်တော်မေးမေးနေတာပါနော်ကျွန်တော်တို့ကအကြောင်းမဲ့မပြောဘူး နိုင်ငံကိုချစ်တယ်လူမျိုးကိုချစ်တယ်တမန်တော်ကိုချစ်တယ်အဲ့ဒီအပေါ်မှာကျွန်တော်တို့ကဘာမှအယောင်မဆိုးဘူးနော်နိုင်ငံကိုချစ်တယ်လူမျိုးကိုချစ်တယ်တမန်တော်ကိုချစ်တယ်လို့ပြောပြီးတော့မှအဲ့ဒီနိုင်ငံနဲ့လူမျိုးနဲ့တမန်တော်ကိုချစ်တဲ့ခေါင်းစဉ်ပြပြီးတော့စီးပွားရေးရှာတဲ့အထဲမှာစော်ပေါင်းကြီးမပါဘူးရှင်းလားကြိုက်တဲ့နေရာမှာကြိုက်တဲ့အချိန်မှာတွေ့လို့ရတယ်ယောက်ျားနေပဲဟုတ်တယ်မလားစော်ပေါင်းကြီးလို့ရုပ်ကလေးပြပြီးတော့မှနိုင်ငံကိုချစ်ပါတယ်လူမျိုးကိုချစ်ပါတယ် တက်မလို့ချစ်ပါတယ်လို့ပြောပြောယုံမယ်နှလုံးနဲ့စနေဘေဘွာလတရားတွေအခင်းချင်းကိုတက်မလို့ကာကွယ်ဦးစီးချုပ်လက်ရှိနားသာကဦးစီးချုပ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဦးမေအောင်လှိုင်ကအာဏာထိခဲ့တာလေကျွန်တော်တို့ကဝင်းရံနေဝင်းရံနေဘာလို့လဲကျွန်တော်တို့တိုင်းပြည်ကိုချစ်လို့နိုင်ငံကိုချစ်လို့ကျွန်တော်ဝင်းရံတာဦးမေအောင်လှိုင်ကိုဖားပြီးတော့ဝင်းရံတာမဟုတ်ဘူးအဲ့ဒါကိုဟိုတိုင်းဘူးကဘာလို့ညာလို့ဆိုလာပြောလိုက်လေခံခံလိုက်လေ မင်းတို့ခုချိန်ဒီကောင်ဘာလို့မဖန်ခံရရအောင်ဟမ်စော်ပွဲကြီးဘာတွေလုပ်လဲဆိုတာမင်းတို့မှမသိတာဒါတော့တကယ်ကြီးပေါ်ပါစော်ပွဲကြီးအောက်မှာမြေပြင်မှာလုပ်တယ်စော်ပွဲကြီးကိုဖမ်းကြည့်လေဖမ်းရင်ဘာတွေမြင်ပါလဲဖုံးထဲမှာစော်ပွဲကြီးဒီဒီနိုင်ငံဒီတက်မလို့ဘလို့ချစ်လဲဆိုတဲ့တိုင်းကျိုးပြည်ပြုတ်အလုပ်တွေဘလို့စော်ပွဲကြီးလုပ်ထားတယ်ဆိုတာတွေပဲအကုန်သိရမှာလေး လုတ်ကြည့်လိုက်လေစောက်ခွတ်တော်မပြရဲတဲ့ကောင်တောင်းပန်ရမယ်ဆိုတော့စောက်ခွတ်မပြရဲတဲ့ကောင်ဒီနဲ့ပဲထိုးမယ်လို့ပြောလိုက်မှာပေါ့ပူးတက်တွေမလုံးနဲ့နော်အကုန်လုံးကတိနေပြီနော်ပူးတက်တွေစောက်ဆန်ရရင်တိုင်းပြည်ပါရောင်းစားမယ်လူမျိုးတွေနော်ပူတန်းစားရည်ဇော်ဘုန်းရောခုဒီနေ့ဒီချိန်ကြီးဘာလို့မပန်းတာလဲသိလားဇော်ဘုန်းရဘာခွင့်ရဲမှမယူဘူးနော်တစ်ချက်တပြားမှမယူဘဲနဲ့တိုင်းပြည်ကိုတကယ်ချစ်တာပေါ်တွင်လို့ဘာလဲအပါလေးလီးပါလေးလားအပါလေးပါလို့ရမှာဟမ် မနေ့ပြန်လာဗမာဟာချိန်ပြူလာလိုက်ပြင်ဦးလေးမှာရှိတယ်လွယ်မယ်ရင်လုံးကြည့်လာနော်အဲ့တော့တော့တိုင်းပြည်ကိုချစ်တယ်လို့နိုင်ငံကိုချစ်တယ်လို့လည်းလူမျိုးကိုချစ်တယ်လို့လည်းမေလိုအထက်ပါအောင်ပြီးတယ်မင်းတို့လိုစိတ်ဓာတ်မျိုးတွေကနိုင်ငံနဲ့လူမျိုးအတွက်မင်းတို့ကတကယ်ကိုအခုဒီအရေးကြီးကြီးနေတဲ့အပေါ်မှာပေါ့နော်မင်းတို့လိုအောက်တန်းသားတွေရှိနေလို့တိုင်းပြည်ပြတ်နေတာနော်လူကြီးကိုလိုက်ဖမ်း ။အာဒီလူကြီးဘာလို့နေလဲဘာပဲ။ဖားလိုက်ဖားလိုက်ဖားလိုက်ပါ။ကျွန်တော်မြေကွက်ကလေးတစ်ကွက်ရဖို့လို့။ဟမ်ကျွန်တော်ရဲ့ဟိုအလုပ်ငန်းလေးတစ်ကွက်ရဖို့လို့မင်းတို့လိုက်ဖားပြီးတော့မှချောက်ပြီးတော့မှမြောက်ပေးနေတာ။တိုင်းပြည်ပြက်တာ။တိုင်းပြည်ဆိုတာနိုင်ငံရဲ့လူမျိုးရဲ့လက်ရှိဝန်ထမ်းတွေရဲ့နော်အင်းတော့နေရာကြီးနဲ့ပြည်သူလူတွေရဲ့အမှန်တရားကိုနားလည်တဲ့လူတွေနဲ့ပေါင်းဆက်မှငါတို့တိုင်းပြည်ကကောင်းပါလေ။ဟမ်။အဲ့တော့အဲ့တော့ဒီမပြောဘဲနဲ့ဟမ်။အဲ့လူကြီးကနှုတ်နေတာဖန်နေတယ်။လီးရောမှန်လား။ အလုံးမောက်ကတိကနွားကသောက်တရင်တော့ရတယ်။နောက်ကျိုးအတိုင်းနဲ့တရင်မရဘူး။တီဘောနကလာ23တိုင်းနဲ့တရင်မရဘူး။ဟမ်နောက်ကျိုးအတိုင်းနဲ့တရင်မရဘူး။ဟမ်ငါတော့တော့မားနေလို့လား။အဲ့ဒါဆိုရင်အဲ့ဒီတရင်တွေရခဲ့တယ်ဆိုလို့ရှိရင်မင်းတို့အဲ့တရင်တွေတော့မင်းတို့ပေးလား။ဟမ်မင်းတို့ပေးလား။မင်းတို့ဘာမှမပေးဘူးလေ။အဲ့တော့မင်းတို့ကမင်းတို့လူဝါရအောက်တစ်ခုမှမင်းတို့ကြာချုံးနေရလေ။အခုအမြန်လမ်းပေါ်ကို PDF တက်လာလေ။ 338ပိုင်းမှာအရင်ကစတဲ့တော့ငါပါပြောခဲ့လေအခု338တမိုင်းမှာဖြစ်တဲ့ဖြစ်နေငါပါပြောလေမင်းတို့ပါပြောရဲလေမင်းတို့စောက်သတင်းပါရှိလေကိုတက်သတင်းရေးမယ်အမ်လာလာဟမ်ဘာလဲမိုင်းဝေသတင်းရေးမယ်စောက်လူရောကထွက်မပြဘူးသတင်းအဲ့ဒါမင်းတို့သတင်းပေါ့မပြည့်ခင်သတင်းနဲ့မင်းတို့ပေးလာဟဲ့ဗန်ပွဲမှာလာကြည့်လာရှမ်းပြည်နယ်မြောက်ပိုင်းမှာလာကြည့်လာဇော်ဘုံင်းတို့ကတက်မတော်မကြဆုံးစေဖို့တက်မတော်သားတွေမကြဆုံးစေဖို့ အခုစကိုင်းကလားမှာမင်းနာမကတိုင်းဘူးဘုသူမျိုးမျိုးမေးလိုက်ကွာဟိုနေ့က PDF ထုတ်ဖို့တွေကိုဖုန်းကြီးပါပါတယ်ငါရုပ်ပြပြီးပြီစိုင်းပြင်စိုင်းပြင်ကလည်းသူ့ရောက်ဖဘကဘခေါဆောင်ဇော်နိုင်ဇော်နိုင်ရောမိရတဲ့လိုက်သေးပြောချင်ရင်တဲ့သူ့ဘွက်တွေအကြောင်းပြောပြမယ်တဲ့ဒီကောင်တွေကအတော်လေတဲ့သူတို့ကနောက်ဝက်ကနေထုတ်ဖို့လုပ်တာတဲ့တပည့်တွေကိုတနက်ကန်ပြီးအသေးခံတိုက်ခိုင်းတာတဲ့ညများတိုက်ပြီးစကြေးကောက်တယ်ပြီးတော့လူစုဝေးတဲ့အွန်လိုင်းဥပမာမူလတရခံတဲ့ ဝေမာသူမိမအနူးကြီးငွေတိုက်စာချုပ်တဲ့ဥတမိကစီယုံလို့ဆိုပြီးတော့ဗီဒီယိုပိုင်းတွေတွေ့ရတဲ့မြင့်တော်ကငချုံနဲ့လက်နက်တွေပုံတွေတင်တန်းတွေတက်လာတယ်တဲ့ရဲမင်းအောင်ချမ်းသာပကပခေါင်းဆောင်လူတက်တဲ့ပုံတွေမိတယ်တဲ့ဇွန်တိုင်းကဆိုင်းပြင်ပကပကရဲခေါင်းဆောင်ပုံတွေကိုတဲ့ဗီဒီယိုပိုင်းတွေတွေ့ရတဲ့အမအခုဒီနေ့မစိမအောင်နိုင်ဦးတယောက်ပဲကြံနေရတယ်တဲ့ကြံတဲ့လူတွေကိုလွတ်လိုက်ပြီးတဲ့သူရောက်ပါဇွန်တိုင်းကဘယ်လိုမှလွတ်လို့မရဘူးတဲ့

ုံးနေရထုံးနေနေဒီကောင်ကိုခေါင်းကျအဲ့တော့ဝါရီစီတွေးခွေးကြီးတွေပေါ်လာကြတယ်။အဲ့တော့ဘာမှမဖြစ်ရတော့ဘူး။ဒီလိုမျိုးကြီးကမှလည်းဒီလိုမျိုးတွေဖြစ်နေတာပေါ့။ကျွန်တော်မသိဘူးကျန်တဲ့လူတွေကျန်တဲ့လူတွေကကျွန်တော်နာမည်နဲ့ attention လိုက်ချာရင်ကျွန်တော်ပြောမယ်ဗျာကျွန်တော်ကဘာလို့မှမဝေဖန်ဘူးဖျက်မြတ်သူ ရုပ်ပြပြီးပြောတယ်ရွှေရင်စီမောင်လာအကူလာဘာဘုဒ္ဓရုပ်ပြပြီးပြောတယ်ပေါ့ကိုလိုရုပ်ပြပြီးပြောတယ်ပြီးရင်တဇင်ဦးရုပ်ပြပြီးပြောတယ်အများကြီးအများကြီးပေါ့ကွာအဲ့လိုရုပ်ပြပြီးပြောတဲ့လူတွေမှာကိုတောင်းကိုမပြောဘူးကိုတရေကိုမပြောဘဲနဲ့ဝေဖန်နေတာအဲ့ဟောသမင်ရှင်နဲ့ကောင်ကျွန်တော်လာပြောတယ်ဘာလဲအဲ့ဟောနာမည်တစီဆွဲတဲ့ကောင်လားအဲ့ဟောသမင်ရှင်နဲ့မျက်မှန်နဲ့ဆိုင်ကနဲ့ဖိုက်တာလို့လို့ဘာလို့လို့ပေါ့အဲ့ဘဲကိုလည်းကျွန်တော်ပြောနေတာ အစောပေါ်ရင်မင်းကစစ်တပ်ကိုဘာလို့ညာလို့ဆိုတာမင်းတို့ကတပ်မတော်သားတွေကောင်းရကောင်းကြောင်းစောက်တကြက်မလူပဲနဲ့မင်းတို့ပြောတာပြောတာမင်းတို့မှာဇော်ပေါ်ရင်တော့ဇော်ပေါ်ရင်ကိုမပြောဘဲနဲ့ကိုမင်းတို့မနေနိုင်ဘူးလားကိုစောက်လို့ကိုလုပ်ကြည့်ပါလားပိုလစ်ပေါ်ရမှာလို့လာချင်းလာခဲ့အဲ့ဒါဆိုဟမ်မင်းတို့ကဝေဖန်နေကျွန်တော်ဆိုရင်ဥပမာတစ်ခုပေါ့ဒဇင်ဦးကဘာပြောပါတယ်လို့ မဘူဒူကဘာပြောပါတယ်လို့ပောက်ကိုတော့ဘာပြောပါတယ်လို့တခြားတော့ကျွန်တော်တို့စပီကာသမားပိုင်ရဲကိုကဘာပြောပါတယ်လို့ကျွန်တော်တခါမှမပြောခဲ့ဘူးအဲ့ဒီကိုတက်တို့မိုင်းဝေတို့တရင်နေကျွန်တော်ဘာတခုမှမချက်မပေးခဲ့ဘူးကျွန်တော်ကကျွန်တော်လို့ကျွန်တော်လုံနေတာကျွန်တော်မဟုတ်ဘူးဆိုရင်ကျွန်တော်ကိုဒီတိုင်းပြည်ကအလကားတိုင်းမမဟုတ်ဘူးလေအစိုးရရှိရလေစောင့်ကြည့်တဲ့တင်းနေရှိရလေတို့ဖမ်းနိုင်မယ်လေဘာဝဲတော်ချင်းချင်းဇော်ဘုံရတိုင်းမှုကိုဘာပြောတယ်လို့ဇော်ဘုံရ ကြီးကြီးကိုစေးနေတယ်လို့မင်းမေကိုပဲလိုလိုက်လို့ငါပြောလိုက်တယ်။ငါ့ဟောတာဝေဖန်နေတဲ့ကိုတက်တို့မိုင်းဝေတို့ငါမင်းတို့ပြောလိုက်တယ်ဟုတ်လားမင်းတို့အမေကိုပဲလိုလိုက်ရှင်းလားနော်မင်းတို့ကိုစောက်လို့ကိုမလိုပဲနဲ့ဟမ်ဒီနောက်လိုက်ပြီးတော့လိုက်ဝေဖန်နေလိုက်ပါပါ၆ပြောနေမင်းတို့ဘန်းကနေဘန်းအောင်အစိုးရဆောင်ယူဆိုရမဟုတ်ဘူးတော့စောက်ခွက်ကမပြအောင်